အမေရိကန်ရဲ့ကြားဖြတ်နေနေရေး Strike Force ဘာမအဖွဲ့ကမြန်မာနိုင်ငံမှာရှိတဲ့လေလံမှုစင်တာနှစ်ခုကိုစစ်စင်ရေးတွေပြုလုပ်ခဲ့တဲ့ဆိုပေမဲ့မြေပြင်မှာမတွေ့ရကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စွန်မင်းထွန်းကပြောပါတယ်။သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့လဲမလုပ်ခဲ့လဲဆိုတာတော့ကျွန်တော်တို့လည်းမသိပါဘူး။မြေပြင်မှာလည်းတွေ့ရတာမရှိပါဘူးလို့ဆိုပါတယ် မြန်မာနိုင်ငံမှာရှိတဲ့ KKPAC လူမျိုးလိမ်လည်မှုနေရာတွေကိုတိုက်ဖြတ်ဖို့ Riot Time Police Warrant Task Force နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ထိုင်းနိုင်ငံဘန်ကောက်ကို FBI အေဂျင့်တွေဆီလွတ်ခဲ့တာကိုလည်းအမေရိကန်ဘက်ကပြောထားပါတယ် ဒါဟာသူတို့ထုတ်ပြန်တဲ့နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်တွေကကျွန်တော်တို့ထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ online လိမ့်လည်မှု online လောင်းကစားမှုတိုက်ဖြတ်ရေးဆိုတာထက် hidden agenda နည်းနည်းတဲ့လှုပ်ရည်ရဲ့ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်လို့ဗကြုတ်စုံမင်းထွန်းကပြောပါတယ် မြောက်ပြည်ဒေသမှာအွန်လိုင်းလောင်ကစားမှုလှုပ်ဆောင်နေတဲ့နေမြေ၃ခုရှိပြီး KK ဘက်နေမြေ၊ရွှေကုန်းကုန်းနေမြေနဲ့ကြောက်ခတ်နေမြေတို့ဖြစ်ပြီးမူလအီအလင်းကုမ္ပဏီ Train Asia Thailand မြန်မာရထိုင်းနဲ့ချောင်းခတ် Garden Resort ကုမ္ပဏီတို့ပါဝင်ပတ်သက်နေပါတယ်။ကော်မရှင်ဘက်က KK ဘက်နေမြေမှာအွန်လိုင်းလောင်ကစားမှုတွေပြန်အခြေမချနိုင်အောင်လိမ်လည်မှုစင်တာတွေကိုတရားရဂိုင်းတုံးဖြည့်ဆည်းနိုင်အောင်ဆောင်ရွက်ခဲ့တဲ့အကြောင်းဗိုလ်ချုပ်ဆောင်မင်းထွန်းကပြောပါတယ်။ KK ဘက်ထက်ကအဆောင်အုံတွေဖြိုချဖျက်ဆီးရမှာထိုင်းနိုင်ငံကိုဖောက်ခွဲမှုအစအနတွေကြောက်ရွံ့မှုမရှိတာကိုထင်ရှားစွာတွေ့မြင်နိုင်တယ်လို့လည်းဆက်ပြောပါတယ်နိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းမှာရွှေကုတ်ကိုနယ်မြေကိုဝင်ရောက်ရှင်းလင်းခဲ့ရာနိုင်ငံသား346ဦးဖမ်းမိခဲ့ပြီးအွန်လိုင်းလောင်ကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးကြီး1000လေးပါနဲ့ဆက်ဆက်ပစ္စည်းတွေဖမ်းဆီးရမိခဲ့တယ်လို့သိရှိရကြောင်းမှာခင်ဗျာ